နင်းသာရီတိုင်းဒေသကြီးပိမ့်မြို့မှာတံပိုးတင်အင်ရအယောင်ပွဲနဲ့အဝေးပြင်ဝင်အတွင်းမှာရှိတဲ့ short house တွေရောင်းချပွဲကိုဇွန်လ10ရက်နေ့ကပြုလုပ်ခဲ့ရာဒေသခံတွေစိတ်ဝင်စားဝယ်ယူခဲ့တယ်လို့သိရပါဗျ။အဲ့ဒီစီမံကိန်းဟာကုန်းမြစ်သာဘတ်ဆောင်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဖြစ်ပြီးတံမိုးတဲ့အင်ယာတွေပါဝင်တာဖြစ်ပါတယ်။ဘိတ်အဝေးပြေကာဝင်းနဲ့ဘတ်ဆောင်ဖွံ့ဖြိုးရေးစီမံကိန်းမှာတော့ short house တွေပါဝင်ပြီးဒီစီမံကိန်းတွေကိုဘိတ်အများပိုင်း corporation ကတည်ဆောက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဒီဘွဲမှာအခြေခံလူဒန်းစားတွေနဲ့လူလက်ဒန်းစားတွေအတွက်အဓိကရည်ရွယ်ရောင်းချပေးတဲ့တံမိုးတဲ့အင်ရရောင်းချဘွဲမှာ၃နှစ်အရေးချပေးချေတဲ့စနစ်နဲ့ရောင်းချပေးခဲ့တယ်လို့သိရပါဗျ။ရောင်းချပေးမှုနဲ့ပတ်သက်ပြီးဘိတ်အများပိုင်းကော်ပိုရေးရှင်းကဒရိုက်တာများအတွင်ရေမှုဦးမျိုးအောင်ကအခုလိုပဲပြောပါတယ်။ဒီနေ့ကျွန်တော်တို့ဒီတန်ဖိုးအသက်တိုက်ခန်းရောင်းချတဲ့အစီအစဉ်မှာပေါ့လေကျွန်တော်တို့ရောင်းတာကတော့ဒီတန်ဖိုးအသက်အရာအနေနဲ့အခန်းပေါင်း120ကိုကျွန်တော်တို့ဒီနေ့ရောင်းစစ်ဖွဲ့ပြပါတယ်။ ပြီးတော့ဝေပြေးဝေးစီမံကိန်းမှာကြတော့ဆော့ဟောက်တွေပေါ့အဲ့ဆော့ဟောက်ကြတော့ကျွန်တော်တို့ဒီမှာအလုံးအလုံးပေါင်းကျွန်တော်တို့ဟာအလုံး20ဆော့ဟောက်320ပြီးတော့အလက်ပါပေါ့အကြီး120အလားကအလူ40လောက်ကိုကျွန်တော်တို့ဒီနေ့အရောင်းအစည်းအဝေးမှာဖွင့်တင်ပါတယ်။ဒီနေ့ဒီဒေသခံပြည်သူတွေနေတဲ့ဝေယူအပ်ပေးတာတော့တန်ဖိုးတဲ့အရာအခန်း60ကျော်ကိုအပ်ပေးပြီးတော့ဒီဝေယူဝေးစီမံကိန်းမှာဒီဆော့ဟောက်တွေကကြာတော့ဒီနေ့၅လုံးမှာကျွန်တော်ရောက်ရပါတယ်။ အဆိုပါတံမိုးသိအရာရောင်းချပွဲကိုဒေတာခန်တွေစိတ်ဝင်စားလာရောက်ကြည့်ရှုခဲ့ပြီးစတင်ရောင်းချတဲ့နေ့မှာပဲရောင်းချတဲ့အိမ်ခန်းအရေးအတွက်ရဲ့ထောက်ဝက်ကိုဝယ်ယူသွားခဲ့တယ်လို့သိရပါဗျ။ ရောင်းချရမှာအလျား40ပေအနံ55ပေရှိတဲ့အခန်းတွေကိုအနည်းဆုံး7သိန်း100ကနေအမြင့်ဆုံး7သိန်း430အထိဈေးနှုန်းတွေတက်မှတ်ရောင်းချပေးကြတယ်လို့သိရပါဗျ။ဝယ်ယူသူတွေအနေနဲ့ကနဦး30ရာခိုင်နှုန်းပေးသွင်းပြီး3နှစ်အရေးကြာစနစ်နဲ့ရောင်းချပေးခြင်းဖြစ်ကအခုလအတွင်းအထူးလျှော့ဈေးတွေလည်းတက်မှတ်ပေးထားတယ်လို့သိရပါဗျ။အခုလိုတံပိုးတင်အင်ကန်းတွေတိဆောက်ပြီးရောင်းချတာဟာဘိမ့်မြို့မှာ ပထမဆုံးဖြစ်ပြီးလာရောက်ကြည့်ရှုဝယ်ယူသူတွေများပြားခဲ့တယ်လို့သိရပါဗျ။